အမျိုးသမီးဘက်မိတ်ဆွေတွေရောတကယ်ကြီးတွေရောကျွန်တော်ဆုံးယူဆိုတဲ့အကြောင်းလာပြောတယ်အင်းအဖေအမေလည်းဖုန်းဆက်တယ်။အသားလေးများတက်ရှိသေးလားလို့တည့်ရဆိုတော့လေသူတို့လည်းငါမသိပဲခင်များသွားလာလို့ပေါ့ဆိုတော့တပတ်လောက်တော့ရှိပြီထင်တာပဲ။ဒါပေမဲ့ဒီတိုင်းပဲနေတာနေနေနဲ့အဲ့တဲ့တင်းကဟို TikTok တွေမှာရော YouTube တွေမှာရောအားထွက်နေတော့လေအဲ့နဲ့ Facebook မှာနေတက်ရှိကြောင်းလေးပြောလိုက်ပါဦးလားဆိုတော့ねကျွန်တော်လည်းတင်လိုက်တာပါ။ကြားရတဲ့ချိန်မှာလေစိတ်ကဘလို့လေးဖြစ်သွားတယ် အများတိတ်သွားပြီလားမိမရေမိမရေဆိုပြီးတော့ကျုပ်တိရမြန်နောက်နေ့ကျရင်တေးရတော့မလားမသိဘူးဆိုဟုတ်ပါဘူးပုံမှန်ဆုံးတော့ကျွန်တော်ကိစ္စတစ်ခုဆိုရင်တိတ်ဖြည့်ရှင်းလေးမရှိပါဘူးဒါမီဒီယာလူတွေရော Facebook ပေါ်မှာရောသိပါတယ် Social Media ပေါ်မှာဒီကတော့ tension ရှာပြီးပတ်စံရှာကြတာပေါ့နော်လူငွေတွေကောက်ကြတယ်ဘာကြောင့်လဲအဲ့လိုမျိုးပြောကြတယ်ပဲအဲ့ဒါကြောင့်အဲ့လိုမဖြစ်စေဘူးပေါ့နော်မဟုတ်ပါဘူးပေါ့နော်တကယ်လို့ပရိုဖက်ဆာ ကျွန်တော်တို့စီတေမျိုးပဲအချိန်ကြာနေကျွန်တော်တေသွားရင်တော့အလူငွေမကောက်မှာမဟုတ်ပါဘူး။ဘာမှလည်းမဆိုင်ဘူးပေါ့နော်။ဘာလည်းမဆိုင်ဘူးပေါ့အဲ့လိုပြောချင်တာပါ။